မျိုးသမီးတွေတမတာလာနေတဲ့အချိန်မှာခေါင်းမလျှော်ရဘူးဆိုတာဟုတ်လားအဖြေမှန်ကလုံးဝမဟုတ်ပါဘူးရှင်စမရုတမတာလာနေတဲ့အချိန်မှာခေါင်းလျှော်လိုက်တယ်ဆိုရင်ယာသည်သွေးရက်သွားတယ်လို့ယာသည်ဆင်းတာနဲသွားတယ်လို့ဆိုတာတကယ်တမ်းကျတော့သိပ္ပံနီးကြတွေးရှိထားတာစီးပညာမှာလိလာတွေးရှိထားတာလုံးဝမရှိပါဘူး ရှိယူဆတွေအားဆိုရင်အမျိုးသမီးတွေဓမ္မတာလာခြင်းဟာမတန့်စင်ဘူးဒါဟာအပြစ်ပေးခံရတာဖြစ်တယ်ပေါ့နော်အဲဒီလိုအခြေအနေတွေမှာဒါကြောင့်မို့ရေနဲ့မထိတွေ့ရဘူးဆိုပြီးတော့ကန့်တက်ခဲ့တဲ့အယူဝါဒတွေလည်းရှိပါတယ်တချို့အယူဝါဒတွေကကြတော့ဓမ္မတာလာတဲ့အချိန်မှာရေချိုးလိုက်တယ်ဆိုခန္ဓာကိုယ်ကအိတ်ခဲသွားပြီးတော့သွေးတွေခဲသွားတယ်သွေးမစင်တော့ဘူးဆိုပြီးတော့အယူဆမှားတွေလည်းရှိပါတယ် တကယ်တမ်းကျတော့မတလာချိန်မှာခေါင်းလျှော်မလားမလျှော်ဘူးလားဆိုတာကိုယ့်အနေကိုပဲဆိုင်ပါတယ်။ကိုကညစ်ပတ်နေရလို့ထင်ရင်ကိုခေါင်းကိုတန်ရှင်းအောင်လို့လျှော်လို့ရပါတယ်။ဒါပေမဲ့သတိပြုတဲ့နာကကျတော့အရန်ကြီးအေးခဲနေတဲ့ရေတော့မသုံးနဲ့ပေါ့နော်။အရန်ကြီးအေးဆက်နေတဲ့ရေကိုသုံးမယ်ဆိုရင်တော့ဒါဓမ္မတာသွေးနေမဟုတ်ဘူးခန္ဓာကိုယ်တစ်ခုလုံးမှာသွေးလည်ပတ်မှုတွေမကောင်းဘူးသွေးလည်ပတ်မှုတွေအနေတယ်နှီးတယ်ပေါ့နော်ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ဓမ္မတာလာတဲ့အချိန်မှာခေါင်းလျှော်လို့ရပါတယ်။ခေါင်းလျှော်မယ်ဆိုရင်ရေနွေးနွေး ွေးလေးသုံးပြီးတော့ခေါင်းလျှော်ခြင်းဟာခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတာတွေလည်းပူပြီးတော့တောင်တက်တာပြီးတော့ပူပြီးတော့အထောက်ပံ့ဖြစ်နိုင်ပါသေးတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ။